ကြီးမြင့်ပြုံမှုတွေကြောင့်အရှေ့တောင်အာရှသုံးနိုင်ငံမှာတည်ဆုံးသူ300ကျော်ထိရှိလာအရှေ့တောင်အာရှဒေသရင်းနိုင်ငံတွေမှာရေကြီးမှုမြေပြုံမှုတွေကြောင့်တည်ဆုံးတဲ့သူ300ကျော်ထိရှိလာကြောင်းသိရပါတယ်။အစမပြတ်တဲတဲထန်ထန်မိုးရွာသွန်းမှုတွေမုန်တိုင်းဆန်တဲ့ရာသီဥတုကြုံတွေ့ရတွေရဲ့နောက်ဆက်တွဲသဘောင်ဝဘေးအန္တရာယ်တွေကြောင့်ထိုင်းမလေးရှားနဲ့အင်ဒိုနီးရှားတို့မှာလူရာနဲ့ချီပြီးတော့တည်ဆုံးခဲ့ကြတာဖြစ်ပါတယ်။ မုတ်တုံမိုတတဲမဲမဲရွာသွန်းလင်းရှိတဲ့ယာတီနဲ့တိုက်ဆိုင်ပြီးမုံနှိုင်းရုံဝန်တခုကလည်းဖွဲ့စည်းဖြစ်ပေါ်နေတာကြောင့်အရင်သုံးနိုင်ငံမှာပြင်းထန်တဲ့ယာတီဥရုအခြေအနေတွေနဲ့ကြုံတွေ့နေရတာဖြစ်ပါတယ်။မလေးရှားထိုင်းနဲ့အင်ဒိုနီးရှားတို့ကရေကြီးရဲနေရာများပြားမှာဒေသခံတွေကအိမ်ခေါင်မိုးရီပေါ်တက်ပြီးတော့ရေပင်းရှောင်လာတဲ့အထိအချိန်နေဆိုးတွေကြုံခဲ့ရပါတယ်။အင်ဒိုနီးရှားမှာတော့အာနာပိုင်တွေကဆူမန္ဒရာကျွန်းပေါ်ကအဆိုးဆုံးရေပင်းတင်းတဲ့ဧရိယာရစီရောက်ရှိနိုင်မှုရုံးကန်နေရဆဲလို့ပြောပါတယ်။ ။ဆူမာဒရာမှာနိုဝင်ဘာ29ရက်မနက်ပိုင်းထိချိန်နေရရေဘေးကြောင့်လူ184ဦးထပ်မံတေဆုံးပြီးရွှေဆက်ဝင်းကျင်ကပျောက်ဆုံးနေပါတယ်။အရှိတောင်အာရှဒေတာရင်းမှာနောက်ထပ်စူးစူးရွံ့ရွံ့ရေပေးတင်နေခဲ့တဲ့နေရာတစ်ခုကတော့ထိုင်းနိုင်ငံတောင်ပိုင်းကဟိုင်ရိုင်မှာပဲဖြစ်ပါတယ်။ဟိုင်ရိုင်ပါဝင်ထိုင်းတောင်ပိုင်းဒေတာတချို့မှာရေပေးကြောင့်လူ145ဦးထပ်မံတဲ့အသက်ဆုံးရှုံးခဲ့ကြောင်းထုတ်ပြန်ထားပါတယ်။ ကယ်ဆယ်ရေးတွေကလေတွေကိုအသုံးပြုပြီးတော့ရေပိသိမြို့ရွာတွေထဲမှာပိတ်မိနေတဲ့ဒေသခံတွေကိုကယ်ဆယ်ရွှေ့ပြောင်းပေးခဲ့ရပါတယ်။မလေးရှားမှာတော့ရေကြီးမှုတွေကြောင့်လူနှစ်ဦးသေဆုံးခဲ့ပြီးနိုင်ငံမြောက်ပိုင်းကပါလဲပြည်နယ်ရဲ့ဒေသအများပြားရေမြုပ်ခဲ့တယ်လို့သိရပါတယ်။အရှိတောင်အာရှဒေသရဲ့မုတ်တုံရာသီကပုံမှန်ဆိုရင်ဇွန်လကနေစက်တင်ဘာလအထိကြာရောက်လေးရှိပြီးမိုးတိထဏမြေပြိုတာရေကြီးရွာတွေဖြစ်ပွားလေးရှိပါတယ်။ ဒီနေ့မှတော့မုတ်တုံညာတီကမုံတိုင်းတွေဖြစ်ပေါ်မှုနဲ့ဆက်ဆက်ပြီးတော့တာမန်ထက်ပုံမှုပြီးတော့ရှေ့ကြနေပါဗျ။ပညာရှင်တွေကတော့ကမ္ဘာယာတီဥရုပြောင်းလဲမှုဖြစ်စဉ်တွေကမုံတိုင်းတွေပေါ်ပေါက်လာမှုဖြစ်ဥဖြစ်စဉ်တွေကနေအန်ချော်လာစေတယ်လို့ပြောကြခဲ့ပါဗျ။ ကပိုင်းပုံမှုပူနွေးလာခြင်းအားအစိုးတက်ကိုပုံမှုကြရှိထိမ့်သိမ်းထားသလိုဖြစ်လာပြီးပုံမှုတဲထန်တဲ့မုံရသွမှုတွေဖြစ်စေတယ်လို့ပူပူနွေးလာတဲ့သမုတ်တရာရေပင်ကလည်းမုံတိုင်းစုပွဲမှုတွေကိုပုံအားကောင်းလာအောင်ပတ်မိုးပေးကြောင်းကပိုင်းရသည့်ဥရုဆိုင်ရာသိပ္ပံပညာရှင်တွေကရှင်းပြထားပါတယ်။